ြည်သူတို့ဤဗေဇာမင်းဒီတော်လန်သောလူငယ်တွေကိုတာမန်ပြည်သူတယောက်ကစကားပါတယ်လို့မှတ်ယူစေလိုပါတယ်မြမနွေဦးတော်လန်ကြီးဟာဖြည်းဖြည်းနဲ့အရှင်အဟုန်ကောင်းလာတာတွေ့ရလို့ဝမ်းသာမိပါတယ်နွေဦးရဲ့အစာဤကောင်းခြင်းအလဲဤကောင်းခြင်းအဆုံးဤကောင်းခြင်းမျိုးဖြစ်စေဖို့မျှော်လင့်မိပါတယ် ဆလဲဆုံးသုံးပါးစလုံးကောင်းခြင်းတွေနဲ့ပြည့်ရှံနေအောင်ပြည်သူကအားပေးရင်လက်တို့ရင်ကိုညီရင်အားဖြည့်ပေးရင်ယုံကြည်ပေးနေကြပါတယ်ညီမຫນွေဦးတော်လန်ကြီးမှာလက်နက်ကင်တိုက်ပွဲကိုဆင်နွှဲကြလို့အထီးအခိုက်များလာပါပြီတနိုင်တဲ့၍ကိုယ့်ဘက်ကအကြဆုံးနေအောင်စူးစမ်းနေကြတာကိုလည်းတွေ့ရပါတယ်နိုင်ငံရေးအတွေ့အကြုံမရှိပေမဲ့ဒေါ်လာရေးမှာပါဝင်ဥဆောင်နိုင်ကြတဲ့ လူငယ်မျိုးဆက်ကို ကြည်ရင်သူတို့ဟာ မုတ်ဆိုးဆိုင်တဲ့သဘောနဲ့တက်မြောက်သွားကြပါလားအတုမြင်အတက်တင်ပြီးတင်ယူတက်မြောက်လွယ်ကြပါလားဆိုပြီးအံ့ဩရပါတယ်ဝမ်းသာရတယ်ရခင်ကမလုပ်ဘူးမကြုံဘူးမဖြတ်တန်းဘူးပေမဲ့အတိုင်းပြည်အတွက်တာဝန်တစ်ခုကို မဖြစ်မနေတည်ဖို့လိုအပ်လာတဲ့အခါသူတို့စိတ်အားထက်ထန်တန် မိမိတို့ဘာသာတင်ယူတက်မြောက်နိုင်စွမ်းရှိကြပါလားလို့တွေးမိပါတယ်။ဒါဟာတိတ်ကိုလေးစားစရာကောင်းတဲ့စွမ်းရည်တွေဖြစ်ပါတယ်။အတွေ့အကြုံရှိမှဖြတ်တန်းမှုရှိခဲ့မှလှုပ်လှုပ်ကြိုင်လို့ရတယ်ဆိုတာ ဒီဘက်ခင်မှာ မရှိတော့ပါဘူး။တင်ယူခြင်းစိတ်ရှိရင်ဘယ်ရမစိုးတင်ရင်တက်ပါတယ်။အခုလဲကိုဘာသာတင်ယူရင်တကယ်လက်နက်ကြိုင်တိုက်ပွဲမှာ ိုးမှုဘိုးကြီးတဖွဲ့ဥဆောင်နိုင်စွမ်းရှိကြတာကို တွေ့ရပါတယ်။ဒါဟာ လူငယ်တွေရဲ့ထင်မှတ်မထားတဲ့ခရီးချမ်းတွေကအရင်ချင်းတစ်တွေဖြစ်ပါတယ်။ဒီနေရာမှာပြည်သူတယောက်ကစူတောင်းစကားမေးဖို့ခြင်းပါတယ်။တော်လှန်သော လူငယ်များမာကြောပါစေ၊ဉာဏ်ပညာကြီးပါစေ၊ဂုံတိတ်ခါရှိကြပါစေ။ကမ္ဘာတစ်ပိုင်းမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်နေစေဖြစ်တဲ့ တော်လံပုံကံမှု ဖြစ်ရက်တွေကို လေ့လာ ကြည့်မိပါတယ်တော်လံပုံကံမှုဖြစ်ရက်တွေမှာနိုင်ရင်သူရဲကောင်းလို့သတ်မှတ်ခံရပြီးရှုံးရင်တော့တဘုံလို့သတ်မှတ်ခံရပါတယ်တမိုင်းကိုပြန်ကြည့်ရင်တော်လံပုံကံသူတွေအစိုးရဖြစ်ပြီးတိုင်းပြည်ကိုကောင်းအောင်တည်ဆောက်နိုင်ခဲ့တဲ့သာရကတွေရှိပါတယ်အမေရိကန်ဒေါ်လံရေးအင်္ဂလိပ်ဒေါ်လံရေးပြင်သစ်ဒေါ်လံရေးအော်တိုဗာဒေါ်လံရေး 1917ဒေါ်လာရင်းနဲ့1300ဒီအရေးတော်ပုံဒေါ်လာရင်းစားတဲ့ဖြစ်ရက်တွေကိုကြည့်ရင်ဖိနှိပ်မှုနဲ့ခေါင်းပုံဖြစ်အမျက်ထုံးမှုတွေကိုဒေါ်လာရင်းဒေါ်လာသူတွေဟာနိုင်ငံခေါင်းဆောင်တွေအဖြစ်တိုင်းပြည်ကိုဦးဆောင်သွားနိုင်ခဲ့ကြတဲ့တာရကတွေရှိပြီးဖြစ်ပါတယ်ဒီနေရာမှာဒေါ်လာရင်းကာလအတွင်းဖြည့်ကျင့်ရမယ့်သင်ငန်းစာကတော့ကျွန်တော်တို့မာကျောအောင်လေ့ကျင့်ထားရမယ် ဉာဏ်ပညာကြီးအောင်ဖြည့်ဆည်းထားရမယ်။ဂုံတိတ်ခါရှိအောင် ကြင့်ကြံရမယ်ဆိုတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဟာကိုကိုကို မာကြောအောင်တီဆောက်မထားရင်မာကြောအောင်လေ့ကျင့်မထားရင်ကျွန်တော်တို့ဟာအမြင့်ဆွဲနေတဲ့အကျဉ်းစိုးတွေနဲ့နှစ်ပေါင်းများစွာတီဆောက်ထားတဲ့ဟောင်းနွမ်းနဲ့အဆောက်အုံတွေကို ဖြိုဖျက်ဖို့ခက်ခဲနိုင်ပါတယ်။အခက်ခဲတွေကြားကပဲကျွန်တော်တို့ဟာကိုကိုကို ပို၍ပို၍မာကြောအောင် တည်ဆောက်ရပါလိမ့်မယ်။ကျွန်တော်တို့ကိုကျွန်တော်တို့မာကျော်စေရမယ်။ကျွန်တော်တို့အစုဖွဲ့ကို မာကျော်စေရမယ်။ကျွန်တော်တို့အုပ်စုကို မာကျော်စေရမယ်။ကျွန်တော်တို့လူထုကို မာကျော်စေရမယ်။ဒေါ်လာရေးမှာပျော့တိပျော့ဖက်လုပ်နေလို့မရပါဘူး။ပြသားတဲ့ဆုံးဖြတ်ချက်ရှင်းလင်းတဲ့အမြင်တိကျတဲ့လှုပ်ဆောင်မှုတူညီတဲ့ဘန်းတိုင်းကြစ်လက်တဲ့စူးစီးမှု စတာတွေကိုကျွန်တော်တို့မြဲမြဲမြန်မြန်ကျင့်ဆောင်ရမယ်လို့ယူဆပါတယ်။နောက်ပြီးကျွန်တော်တို့ဟာမာကျောနေုံနဲ့မပြီးသေးပါဘူး။ကြန့်ခိုင်နေုံနဲ့မပြီးသေးဘူး။ကျွန်တော်တို့ဟာဉာဏ်ပညာကြီးမားဖို့လိုပါသေးတယ်။ဒေသိန်နဲ့အသိဉာဏ်နဲ့မြင့်မြတ်တဲ့ဒေါ်လန်ရေးကိုအဦးဆောင်နိုင်ပါဘူး။ကျင်းမြောင်းတဲ့အသိနဲ့ကြီးမြတ်တဲ့ဒေါ်လန်ရေးကို မအောင်မြင်နိုင်ပါဘူး။ဒီတော့ကျွန်တော်တို့ဟာ တည်ရှိနေစေအသိပညာတွေကိုလည်းလက်တွေ့အသုံးချနိုင်ဖို့လိုသလိုဒေါ်လန်ရေးကာလအတွင်းမှာလည်းတတ်နိုင်သမျှအသိနဲ့ဉာဏ်ပညာကို ဖြည့်တင်းနေဖို့လိုပါတယ်ကျွန်တော်တို့ဟာဒေါ်လန်ရေးလွန်ကာလမှာဘုံမူတိမ်မွေ့တဲ့ကြံလဲပြုပြင်ရေးလုပ်ငန်းတွေကိုအကောင့်ထဲပေါ်ရပါလိမ့်မယ်ဒီအတွက်လည်းဉာဏ်ပညာလိုပါတယ်လူမှုအတွက်ဓမ္မဘက်ကနေအားဖြည့်ပေးတဲ့ဒေါ်လန်သူတွေမှာလည်း ဉာဏ်ပညာကြီးစွာလိုအပ်ပါတယ်ဉာဏ်ပညာကပုံမကောင်းမွန်ပြီးပုံမနေပျော်စရာနေခြင်းစပွဲဖြစ်တဲ့လူဖွဲ့စည်းတိစောက်နိုင်ဖို့အတွက်အခြေခံအုတ်မြစ်ဖြစ်ပါတယ်နောက်ဆုံးအရေးကြီးတဲ့ချက်ကတော့ဂုံတိတ်ခါဖြစ်ပါတယ်ကျွန်တော်တို့ဟာလွတ်လပ်ခွင့်အတွက်ဒန်းတူညီမျှခွင့်အတွက်ဓမ္မအတွက်လူကုံတိတ်ခါအတွက်တရားမျှတမှုအတွက်ကြောက်ရွံ့မှုကလွတ်မြောက်ဖို့အတွက်တော်လှန်နေကြတာဖြစ်ပါတယ် ဒီတော့ကျွန်တော်တို့ဟာ လူကုံတိတ်ခါကိုမန်တိုင်းအဖြစ်တိဆောက်ထားရပါလိမ့်မယ်။ဂုံတိတ်ခါကိုမလေးစားမမျက်နှိုးတဲ့ဘဲတော်လန်ကြီးမဆိုနောက်ဆုံးတမိုင်းအမဲဇက်ထဲမှာပြက်ကြံနေခဲ့တာထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ဒေါ်လန်ကြီးမှာသေးထွက်တန်ယူမှုတွေရှိခဲ့ပါတယ်။ရှိနေပါတယ်။နောက်လည်းရှိပါလိမ့်မယ်။သို့တော်လည်းပဲကျွန်တော်တို့ဟာစစ်ကိုပြုတ်ပြီးဆိုအောင်တော့တရားတော်စစ်ကိုသာ ပြုကြရတာဖြစ်ပါတယ်။တော်လန်တော်စစ်တီမှာလည်းစစ်တီတော်ကျင်းဝတ်ရှိပါတယ်။စစ်ပွဲတွင်မှာကျင့်ဆောင်ရတဲ့ကျင်းဝတ်တွေကိုကျွန်တော်တို့ကိုယ်တိုင် လေးစားလိုက်နာဖို့လိုအပ်ပါတယ်။သုံးပန်းကိုဘလို့သဘောထားရမလဲ။ဂျီတူလူရုကိုပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကိုအလိုသဘောထားရမယ်ဆိုတာတွေစစ်တီတော်ကျင်းဝတ်မှာအားရှိပြီးဖြစ်ပါတယ်။ မျိုးသမီးနဲ့ကလေးငယ်တွေပေါ်ဘလို့သဘောထားရမယ်ယဟန်တန်ဃာနဲ့ဘာသာရေးအဆောက်အုံတွေမြို့ပြမှာလူသူထူထပ်တဲ့နေရာတွေစတာတွေပါဝင်ရှေးဟောင်းရင်ကျေးမှုအဆောက်အုံတွေနဲ့ပတ်သက်ရင်တတိထားရမယ်ဘလို့နီးနာမျိုးတွေရှိတယ်ဆိုတာကအစကျွန်တော်တို့မှာကျင့်ဝတ်တွေရှိနေပါတယ်ကျွန်တော်တို့ဟာဂုံတိတ်ခါကိုအခြေပြုတဲ့တော်လန်ရေးဖြစ်ပါမှတမိုင်းဟာလှပါလိမ့်မယ် နိုင်ရင်ပြီးရောဘလို့ပဲနိုင်နိုင်ဘလို့နီးနေပဲအနိုင်ရရအနိုင်ရအောင်လှုပ်တဲ့တော်လန်ကြီးမှာဘယ်လှုပ်ရမျိုးမဆို တရားတဲ့လှုပ်တဲ့နဲ့ဆိုတဲ့တိမ်ဖြင်းနဲ့မခိယာဗလီရဲ့ညင်စိုးအယူဆမျိုးကိုပယ်ဖြတ်နိုင်ရပါလိမ့်မယ်ကျွန်တော်တို့လူထုအတွက်တော်လန်ကြီးဟာအရေးကြီးပါတယ်ဆရာနာရှင်အမြင့်ဖြတ်ရေးဟာတိတ်ကို အရေးကြီးပါတယ်ဂျိုနီဒူဆာကျွန်တော်တို့ ော်လန်လူတုလူငယ်တွေမှာဂုံတိတ်ခါနဲ့အညီကြင့်ကြံရေးဟာလေတိတ်ကိုအရေးကြီးပါတယ်တော်လန်သူလူငယ်များဤခန္ဓာဓာတ်အတွင်းသို့ခန္ဓာရည်ရှိ၍ကြံ့ခိုင်သောမာကျော်တိတတတိနည်းနည်း၍ကျေပြန်သောဉာဏ်ပညာဓာတ်မြင့်မြတ်၍တန်ဖိုးရှိသောဂုံတိတ်ခါတို့ စီစဉ်ပါစေ။